တရုတ်နိုင်ငံမှာပဋိပက္ခများ Apple နဲ့ Amazon ကုမ္ပဏီတို့ကတရုတ်နိုင်ငံမှာရှိနေတဲ့စက်ရုံတွေကိုစွန့်ပစ်လိုက်ပြီးတရုတ်ထုတ်လုပ်ရေးလုပ်ငန်းတွေဒေဝါလီခံရတော့မြည်တမရထရန့်ရဲ့အကောက်ခွန်စစ်ပွဲနောက်ဆက်တွဲအနေနဲ့ Apple ကတရုတ်နိုင်ငံမှာ iPhone ထုတ်လုပ်နေတာတွေကိုရပ်ဆိုင်းပြီးတော့အိန္ဒိယနိုင်ငံမှာပြောင်းလဲထုတ်လုပ်တော့မှာဖြစ်ပါတယ် Samsung ကုမ္ပဏီကလည်းတရုတ်နိုင်ငံမှာ Mobile Phone ထုတ်လုပ်နေမှုကိုရပ်ဆိုင်းတော့မယ်လို့ဆိုနေပါတယ်ပြီးတော့တခြားအဝတ်ထည်ထုတ်လုပ်တဲ့ကုမ္ပဏီတွေကလည်းထုတ်လုပ်မှုရပ်ဆိုင်းလိုက်ပါတယ် ဒီဖြစ်ရပ်တွေဟာတရုတ်နိုင်ငံရဲ့ထုတ်လုပ်ရေးစည်းကွက်ကိုဆိုးဆိုးဝါးဝါထိခိုက်သွားစေနိုင်ပါတယ်။တရုတ်နိုင်ငံဟာဒေါ်လာ390ဘီလီယံချီတန်ဖိုးရှိခဲ့တဲ့ဈေးကွက်တစ်ခုဖြစ်ခဲ့ပါတယ်။ဆယ်စုနှစ်များစွာကြာတဲ့အထိတရုတ်နိုင်ငံဟာထုတ်လုပ်သူနေရာမှာဘရင်တစုအနေနဲ့ရှိနေခဲ့ပါတယ်။ကမ္ဘာထုတ်လုပ်မှုတွေအားလုံးရဲ့30ရာခိုင်နှုန်းလောက်အထိကိုတရုတ်နိုင်ငံကထိန်းချုပ်ထားခဲ့ပါတယ်။ဒါ့ပြင်အခုချိန်မှာတော့ဒီလိုထုတ်လုပ်သူဘရင်နေရာကနေဆင်းပေးရတော့မှာဖြစ်ပါတယ်။ ဒီဗီဒီယိုမှာတော့လူတွေသိမ့်မသိကြသေးတဲ့တရုတ်နိုင်ငံရဲ့ထုတ်လုပ်ရေးပဋိပက္ခတွေနဲ့ကမ္ဘာစီးပွားရေးပြောင်းလဲလာပုံတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ဒီပြဿနာတွေဖြစ်ရတာကတော့စီးပွားရေးလုပ်ငန်းတွေဟာတရုတ်နိုင်ငံကိုမှမိခိုးကျင်တော့လို့ဖြစ်လာရတာပါ။ဘာလို့ဒီလိုဖြစ်လာရတာပါလဲ။ Nike နဲ့ Apple လို့ကုမ္ပဏီတွေကဘာကြောင့်တရုတ်နိုင်ငံကနေထွက်ခွာသွားနေကြတာလဲ။ပထမအကြောင်းပြချက်ကတော့အလုပ်သမားတွေဖြစ်ပါတယ်။တရုတ်နိုင်ငံမှာဈေးပေါတဲ့အလုပ်သမားတွေများစွာရှိနေပါတယ်။ ဒီအတွက်တရုတ်နိုင်ငံမှာထုတ်လုပ်ရေးလုပ်တာဟာကုမ္ပဏီတွေအများကြီးအမျက်အစွန်းရစီပါတယ်။ဒါပေမဲ့အလုံသမားကတွေမြင့်တက်လာမှုနဲ့အတူဒီအားသာချက်ကပျောက်ရှလာပါတယ်။ဘာလို့ဒီလိုဖြစ်လာရတာလဲ။လွန်ခဲ့တဲ့ဆယ်စုနှစ်နှစ်ခုအတွင်းမှာတရုတ်နိုင်ငံရဲ့စီးပွားရေးဟာအလင်းမြန်ပဲတိုးတက်လာခဲ့ပါတယ်။လူသန်းရာပေါင်းများစွာဆင်းရဲမွဲတေမှုကနေလွတ်လာခဲ့ပါတယ်။ဒါကြောင့်လှုပ်အားခါတွေလည်းမြင့်မားလာရပါတယ်။ 2005ခုနှစ်တုန်းကတရုတ်နိုင်ငံစက်ယုံလုံသားတယောက်ရဲ့လုံအားကတစ်လကိုဒေါ်လာ150လောက်ရှိခဲ့ပါတယ်။2025မှာတော့လုံအားကတစ်လကိုဒေါ်လာ1200ဖြစ်လာခဲ့ပါပြီ။ဒီလိုလုံအားကတွေမြင့်မားလာရတာကဈေးပေါ်တဲ့အလုပ်သမားတွေကြောင့်နေရာရလာခဲ့တဲ့တရုတ်အလုပ်သမားဈေးကွက်ကိုပျက်စီးစေခဲ့ပါတယ်။ VNM ဆိုရင်တစ်လကိုလုံအားကဒေါ်လာ300လောက်ပဲကျသွင်းပါတယ်။အိန္ဒိယမှာဆိုရင်ပိုတောင်ဈေးသက်သာပါသေးတယ်။တစ်လကိုဒေါ်လာ250ပဲကျသွင်းမှာဖြစ်ပါတယ်။ ီလိုအကြောင်းပြချက်တွေကြောင့် Apple လိုကုမ္ပဏီကြီးတွေဟာဈေးသက်သာတဲ့အိန္ဒိယလိုနိုင်ငံတွေကိုရွေးချယ်လာကြပါတယ်။ iPhone ထုတ်လုပ်မှုရဲ့20ရာခိုင်နှုန်းဒေါ်လာ22ဘီလီယံတန်ထုတ်လုပ်မှုတွေကိုလက်ရှိမှာအိန္ဒိယနိုင်ငံမှာထုတ်လုပ်နေပါပြီ။ဒီနိုင်ငံတွေဟာကုန်ကျစရိတ်သက်သာခြင်းနဲ့ထုတ်လုပ်သူတွေအတွက်ရွေးချယ်စရာတွေဖြစ်လာနေကြပါပြီ။နောက်တစ်ခုကတော့တရုတ်နိုင်ငံရဲ့ငယ်ရွယ်တဲ့မျိုးဆက်ကလူငယ်တွေဟာစက်ယုံလုပ်ငန်းတွေကိုမလုပ်ချင်ကြတော့ပါဘူး။သူတို့ဟာနှီးပညာဆိုင်ရာအလုပ်တွေလအစာပိုကောင်းတဲ့တခြားအလုပ်တွေဘက်ကိုလှည့်ကုန်ကြပါဗျ။ ဒီလိုအလုတ်ရွေးချယ်မှုတွေကြောင့်တချို့နေရာတွေမှာအလုတ်သမားမလုံလောက်မှုတွေဖြစ်လာနေပါတယ်။အချိန်နေဆိုးနေတဲ့အတွက်တရုတ်သမရာရှီကျင့်ဖြင့်တာဝန်ရှိသူတွေဟာထုတ်လို့ရေးလုပ်ငန်းတွေကိုလူငယ်တွေစိတ်ဝင်စားလာအောင်ကိုယ်တိုင်ကိုကြဆွဲဆောင် နေရပါပြီ။နောက်တစ်ခုကတော့တရုတ်ကွန်မြူနတီပါတီ CCP ရဲ့ထိန်းချုပ်မှုပါ။တကယ်လို့သင်ကအစိုးရကိုမကောင်းပြောရဆိုရင် CCP ကသင်ကိုနမည်ပြတ်စင်ရဲထဲမှာထည့်ထားလိုက်မှာပါ။ဆိုလိုတာကသင်ဟာ အိမ်မရှိရာမရှိအလုံးမရှိဝင်ဝင်မရှိတဲ့ဘဝကိုရောက်သွားမှာပါ။ လက်ရှိအမေရိကန်တရုတ်ကုန်သွယ်ရေးစစ်ပွဲကကာလကြာရှည်ဖြစ်လာနေခဲ့ပါပြီ။တင်းမာမှုတွေများလာတာနဲ့မျှတရုတ်နိုင်ငံဟာထုတ်လုပ်ရေးအတွက်ရွေးချယ်တင်တဲ့နေရာကောင်းတစ်ခုဟုတ်မနေတော့ပါဘူး။လက်ရှိမှာအမေရိကန်ဟာတရုတ်သွင်းကုန်တွေအတွက်245ရာခိုင်နှုန်းလောက်ထိအခွန်ကောက်ခံနေပါတယ်။တရုတ်ကလည်းအမေရိကန်ကနေသွင်းလာတဲ့ကုန်တွေကို125ရာခိုင်နှုန်းလောက်ထိအခွန်တိုးမြှင့်ကောက်ခံနေပါတယ်။ဒီလိုခွန်ကောက်ခံမှုတွေကတရုတ်မှာထုတ်လုပ်ရေးလုပ်နေတဲ့ကုန်တွေအတွက်အခက်အခဲတစ်ခုဖြစ်လာစေပါတယ်။ နောက်တစ်ခုဆိုရတာကကိုဗစ် -19 ကြောင့်တရုတ်နိုင်ငံဟာထိခိုက်မှုတွေကြုံတွေ့ထားရတာဖြစ်ပါတယ်။လက်ရှိကာလအထိတရုတ်နိုင်ငံဟာပြန်လည်ထူထောင်နေရသေးပါ။ကိုဗစ် -19 တားဆီးရေးအတွက်တရုတ်ဆိုရဟာဆက်ယုံအလုပ်ယုံပေါင်းများစွာကိုပိတ်ချခဲ့ပါတယ်။အခုကက်ယောဂါဘေးပြီးတဲ့အချိန်ကြတော့လေကုံသွေးရေးစစ်ပွဲကြောင့်ဆက်ယုံတွေလည်းပတ်နိုင်မှုမသေးကြတော့ပါဘူး။ဒါရီဟာတရုတ်နိုင်ငံအတွက်တော့ကြီးမားတဲ့ပြဿနာတွေဖြစ်ကြပါတယ်။ဆက်ယုံလုံယုံတွေပိတ်လိုက်ရင်အလုံးလက်မဲ့တွေများပြားလာမှာဖြစ်ပါတယ်။ ကုံချမ်းထုတ်လုပ်ရေးကနေကုံချောနောက်ဆုံးထွက်ကုန်အထိတရုတ်နိုင်ငံမှာထုတ်လုပ်နိုင်ပါတယ်။ဒါပေမဲ့ကုံချမ်းတွေသာထင်သလောက်မရလာခဲ့ဘူးဆိုရင်ထုတ်လုပ်သူတွေကတခြားနိုင်ငံတွေကိုရွေးချယ်ကြပါလိမ့်မယ်။ဒီပြဿနာကတရုတ်နိုင်ငံတစ်ခုတည်းကိုထိခိုက်မှာမဟုတ်ဘဲနဲ့နောက်ဆက်တွဲအနေနဲ့ကမ္ဘာစီးပွားရေးတစ်ခုလုံးကိုပါပြောင်းလဲသွားစေနိုင်ပါတယ်။ဒီပဋိပက္ခကိုစဉ်းစားမယ်ဆိုရင် အချက်၃ခုကိုထည့်စဉ်းစားရပါမယ်။ကမ္ဘာစီးပွားရေးတရုတ်နိုင်ငံစီးပွားရေးနဲ့တုံးဆွဲသူတွေဆိုတဲ့အချက်၃ချက်ဖြစ်ပါတယ်။ ကုမ္ပဏီတွေဟာတရုတ်နိုင်ငံရဲ့အမြောက်အများထုတ်လုပ်နိုင်မှုကိုမှီခိုနေခဲ့တာကြာမြင့်ခဲ့ပါပြီ။ဒါပေမဲ့လက်ရှိမှာတော့အခြေအနေတွေက ပြောင်းလဲကုန်ပါပြီ။ကုမ္ပဏီတွေဟာတခြားဖြစ်နိုင်ခြေရှိတဲ့ထုတ်လုပ်ရေးဈေးကွက်ကိုလိုက်ရှာနေကြပါပြီ။အကောက်ခွန်စစ်ပွဲကြောင့်တရုတ်နိုင်ငံရဲ့ GDP က900ခိုင်နှုန်းလောက်ထိကျဆင်းသွားမယ်လို့ကမ္ဘာငွေကြေးရန်ပုံငွေအဖွဲ့ကတွက်ချက်ထားပါတယ်။မြင့်တက်လာတဲ့လုံသမားကုန်ကြစည်တွေစီးပွားရေးတင်းမာနေမှုတွေကုန်ကြမ်းပြတ်တောက်နိုင်ခြေရှိတဲ့အခြေအနေတွေဆလာတွေကြောင့် ကုမ္ပဏီတွေဟာတခြားထုတ်လုပ်သူနိုင်ငံတွေကိုရှာလာကြပါတယ်။ဒါပေမဲ့လက်ရှိရှိနေတဲ့ထုတ်လုပ်ရေးလုပ်ငန်းတွေကိုတရုတ်နိုင်ငံတဲကနေရွှေ့သွားဖို့ဆိုတာကခလုံးနှိပ်လိုက်တယ်လို့တော့လွယ်ကူမနေပါဘူး။နိုင်ငံတစ်ခုပြောင်းတော့မယ်ဆိုရင်ထုတ်လုပ်ရေးစက်ရုံတွေရွှေ့ရပါမယ်။အလုပ်သမားတွေကိုလေ့ကျင့်ပေးရပါမယ်။ပြီးတော့ကုန်ကျန်းရရှိနိုင်မှုကိုလည်းထေချာစေရပါမယ်။ဥပမာ VN နိုင်ငံမှာတရုတ်နိုင်ငံနီးတူထုတ်လုပ်နိုင်တဲ့စက်ရုံတစ်ခုတည်ထောင်ဖို့ဆိုရင်နှစ်ပေါင်းများစွာအချိန်ယူရပါတယ်။ အသေးစားနဲ့အလက်စားစီးပွားရေးလုပ်ငန်းတွေအတွက်ကတော့ဒီလိုလှုပ်ဖို့ဆိုတာခက်ခဲပါတယ်။ဒါကြောင့်လဲကုမ္ပဏီတွေကတရုတ်နိုင်ငံကနေအပြည့်အဝထွက်ခွာမသွားသေးတာဖြစ်ပါတယ်။နောက်တစ်ခုကတော့တရုတ်မှာထုတ်လုပ်နေရင်းနဲ့တခြားဖြစ်နိုင်တဲ့နိုင်ငံတစ်ခုကိုရှာဖွေတာကဆုံးရှုံးမှုတွေကိုနည်းပါးစေပါတယ်။တရုတ်နိုင်ငံရဲ့စနစ်ကတော်တော်လေးအဆင့်မြင့်နေပြီးတော့ကုန်ကျန်းပစ္စည်းထောက်ပံ့မှုအရေးအသွေးမြင့်လုပ်သမားစီမံခန့်ခွဲရေးကြမ်းကျင်သူတွေစတာတွေရှိနေပြီးသားဖြစ်ပါတယ်။ဒါကိုအစားထိုးနိုင်ဖို့ဆိုရင် တော်တော်လေးရင်းနှီးမြှုပ်နှံနိုင်မှရပါလိမ့်မယ်။ ဒီအတွက်ကုမ္ပဏီတွေအနေနဲ့ရွေးချယ်စရာဖြစ် near shoring နဲ့ reshoring ဆိုတဲ့နည်းဗျူဟာနှစ်ခုထွက်ပေါ်လာပါတယ်။ near shoring ဆိုတာကကုမ္ပဏီရဲ့ထုတ်လုပ်မှုလုပ်ငန်းတွေကိုအဓိကဈေးကွက်နာမှာ ပြောင်းလဲတည်ဆောက်တာဖြစ်ပါတယ်။ reshoring ဆိုတာကတော့ထုတ်လုပ်ရေးလုပ်ငန်းတွေကိုကုမ္ပဏီရဲ့မိခင်နိုင်ငံစီကိုပြန်လည်ပို့ဆောင်တာဖြစ်ပါတယ်။ covid-19 ပြီးမှတော့ reshoring နဲ့ near shoring ပြုလုပ်ခဲ့တဲ့ကုမ္ပဏီတွေအများကြီးရှိပါတယ်။ ကိုဗစ်ပြီးမှာတော့ထုတ်လုပ်သူနိုင်ငံတွေဟာမိမိကိုယ်ကိုပိုပြီးအားကိုးလာကြပါတယ်။ဒါကအခက်အခဲတွေကြုံတွေ့လာရင်မိမိကိုယ်ကိုပဲအားကိုးရမယ်ဆိုတာကိုသိလာတဲ့အတွက်ဖြစ်ပါတယ်။2010ခုနှစ်တုန်းကတရုတ်နိုင်ငံရဲ့ထုတ်လုပ်ရေးလုပ်ငန်းဟာရောင်းငွေဟာနိုင်ငံ GDP ရဲ့30ရာခိုင်နှုန်းတောင်ရှိခဲ့ပါတယ်။ဒါပေမဲ့အခုလက်ရှိမှာတော့26ရာခိုင်နှုန်းပဲကျန်ပါတော့တယ်။2025ခုနှစ်တရုတ်နိုင်ငံရဲ့ GDP ဟာဒေါ်လာ18ဘီလီယံရှိတယ်လို့ဆိုပါတယ် ဒီတော့ GDP 400ခန်းတုံးကျသွားတယ်ဆိုတာကဒေါ်လာ900ဘီလီယံလောက်ကျဆင်းသွားတယ်လို့ဆိုလိုတာနေမှာဖြစ်ပါတယ်။ဒီကျဆင်းတဲ့ GDP ပမာဏကဘင်္ဂလားဒေ့ရှ်နဲ့ VN နှစ်နိုင်ငံပေါင်း GDP ထက်တောင်ပိုများပါသေးတယ်။၂030ခုနှစ်တွင်မှာ ထုတ်လုပ်ရေးစီးပွားရေးတိုးတက်မှုဟာနှစ်စဉ်900ခန်းတုံးကနေ100ခန်းတုံးလောက်ထိရှိခဲ့ပါတယ်။ဒါပေမဲ့2025ခုနှစ်မှာတော့400ခန်းတုံးပဲရှိပါတယ်။ 2024ခုနှစ်မှာလည်းတရုတ်နိုင်ငံရဲ့နိုင်ငံခြားတင်ပို့နိုင်မှုဟာ800ကိုင်လုံးလောက်ထိကျဆင်းသွားပါတယ်။ဒါကြောင့်အသေးစားနဲ့အလက်စားစက်ရုံတချို့ပိတ်ပင်လိုက်ရပြီးတော့အလုတ်လက်မဲ့တွေပေါများလာပါတယ်။ဝမ်တုံခရိုင်မှာဆိုရင်ရခိုင်ရဲ့အလုတ်လက်မဲ့နှုန်း၄ .200 ကိုင်လုံးကနေ6.500ကိုင်လုံးကိုရောက်ရှိသွားပါတယ်။ဒါကြောင့်တရုတ်ဆိုရဟာထုတ်လုပ်ရေးလုပ်ငန်းတွေကိုပြန်လည်အားပေးလာပါတယ်။ဒါ့ပြင်တရုတ်နိုင်ငံဟာကမ္ဘာ့စိတ်ထုတ်လုပ်ရေးဈေးကွက်ပြောင်းလဲမှုကိုရင်ဆိုင်ရမှာဖြစ်ပါတယ်။ တရုတ်နိုင်ငံထုတ်လုပ်ရေးဈေးကွက်ထိခိုက်မှုဟာစီးပွားရေးလုပ်ငန်းတွေကိုသာမကတုံးဆွဲသူတွေကိုပါထိခိုက်စေပါတယ်။ဘာလို့လဲဆိုတော့ထုတ်လုပ်ရေးခက်ခဲလာတာတွေ၊ကုန်ကြမ်းရှားပါလာတာတွေကြောင့်တုံးဆွဲသူတွေလက်ထဲရောက်လာတဲ့အခါထုတ်ကုန်တွေဟာဈေးကြီးနေမှာဖြစ်လို့ပါပဲ။စမတ်ဖုန်းတွေကအခုထက်ဆက်နှစ်ရာခိုင်နှုန်းပိုဈေးကြီးလာပါလိမ့်မယ်။ပြီးတော့ထုတ်ကုန်တွေဟာအခုထက်ပိုနှဲလာပြီးစောင့်ဆိုင်းရတာလည်းပိုကျလာပါလိမ့်မယ်။ဒီလိုခက်ခဲတွေကရုပ်ပိုင်းဆိုင်ရာတွေမှာစိတ်ပိုင်းဆိုင်ရာနယ်ပယ်မှာပါထိခိုက်စေပါလိမ့်မယ်။ နောက်တစ်ခုကတော့ကဘာလှည့်ခရီးသွားလာရေးကဏ္ဍကိုပါထိခိုက်စေနိုင်တာပဲဖြစ်ပါတယ်။ဟိုတယ်တွေမှာလိုအပ်တဲ့ပစ္စည်းတွေခရီးသွားလာရေးပစ္စည်းတွေရှားပါလာရင်တရုတ်နိုင်ငံကိုလာရောက်လည်ပတ်သူတွေရှိတော့မှာမဟုတ်ပါဘူး။ဒါဆိုရင်ခရီးသွားကဏ္ဍအတွင်းဝင်ငွေတွေလည်းလျော့နေသွားမှာဖြစ်ပါတယ်။သုံးဆွဲသူတွေဟာသွင်းကုန်တွေအတွက်ဒေတာထွက်ကုန်တွေ second hand ပစ္စည်းတွေကိုအသုံးများလာကြပါလိမ့်မယ်။အသိဝယ်မဲ့အစားအဟောင်းတွေကိုပြုပြင်သုံးဆွဲကြပါလိမ့်မယ်။ ဒါဟာအနာဂတ်မှာကုမ္ပဏီတွေအတွက်အလားအလာတွေဆောင်ရွက်မှုဖြစ်စဉ်တွေကိုပြောင်းလဲစေပါလိမ့်မယ်။နောက်တစ်ခုကတော့တရုတ်နိုင်ငံရဲ့ထုတ်လုပ်ရေးဈေးကွက်ပဋိပက္ခဟာဒေတာရင်းမြေပြင်နိုင်ငံရဲ့အခြေအနေတွေကိုပါပြောင်းလဲစေနိုင်တယ်ဆိုတာပါ။ဒီကိစ္စပြီးမှတရုတ်နိုင်ငံရဲ့ဩဇာအာဏာတိတိတသားကျဆင်းသွားနိုင်ပါတယ်။တရုတ်နိုင်ငံရဲ့တောင်တင်းခိုင်မာတဲ့စီးပွားရေးကြောင့်တရုတ်နိုင်ငံဟာတခြားနိုင်ငံတွေကိုပါဩဇာတက်ရောက်မှုရှိနေခဲ့တာဖြစ်ပါတယ်။အာဖရိကမှာဆိုရင် တနိုင်ငံလုံးနီးပါးမှာတရုတ်နိုင်ငံရဲ့စီးပွားရေးလုပ်ငန်းတွေရင်းနှီးမြှုပ်နှံမှုတွေရှိနေပါတယ်။တရုတ်နိုင်ငံအရေးတကြီးလိုအပ်တာကတော့လောင်စာဆီနဲ့တဘာဝဓာတ်ငွေတွေဖြစ်ပါတယ်။ကြီးမားတဲ့စီးပွားရေးနဲ့အတူလောင်စာဆီလိုအပ်မှုကလည်းကြီးမားပါတယ်။ယနေ့လက်ရှိမှာတော့တရုတ်နိုင်ငံဟာအမေရိကန်ထက်တောင်များတဲ့လောင်စာဆီတွေကိုဝယ်ယူတင်သွင်းနေပါတယ်။ဒါကြောင့်လည်းတရုတ်နိုင်ငံဟာအာဖရိကနိုင်ငံတွေမှာရင်းနှီးမြှုပ်နှံလာတာဖြစ်ပါတယ်။ဒီရင်းနှီးမြှုပ်နှံတဲ့ဝင်ငွေအများစုကတော့ တရုတ်နိုင်ငံထုတ်လုပ်ရေးလုပ်ငန်းတွေကနေရရှိတာဖြစ်ပါတယ်။ဒုတိယအချက်ကတော့အာဖရိကတိုက်ဟာတရုတ်ထုတ်ကုန်တွေအတွက်ရောင်းချလို့ရနိုင်တဲ့ကြီးမားတဲ့ဈေးကွက်တစ်ခုဖြစ်နေတဲ့အတွက်ဖြစ်ပါတယ်။ပြီးတော့ကမ္ဘာအဆင့်အနေနဲ့အာဖရိကနိုင်ငံတွေရဲ့ထောက်ခံမှုကိုတရုတ်ကလိုချင်နေလို့လည်းဖြစ်ပါတယ်။အာဖရိကနိုင်ငံအများစုကတရုတ်နိုင်ငံရဲ့ Wine One China Policy ကိုအထောက်ခံအားပေးကြပါတယ်။ဒါကတော့ထိုင်ဝမ်ကျွန်းနိုင်ငံဟာတရုတ်နိုင်ငံရဲ့ပြည်내ကွဲတစ်ခုသာဖြစ်တယ်ဆိုတဲ့ policy ဖြစ်ပါတယ် အာဖရိကနိုင်ငံတွေကထိုင်ဝမ်ကိုတရုတ်နိုင်ငံဖြစ်သားအသိအမှတ်ပြုထားကြပါတယ်။နောက်ဆုံးတစ်ခုကတော့တရုတ်နိုင်ငံဟာသူရင်းနှီးမြှုပ်နှံထားတဲ့နိုင်ငံတွေမှာတည်ငြိမ်မှုရှိစေရေးကိုဦးစားပေးပါတယ်။ဒါကတော့သူ့ရဲ့ရင်းနှီးမြှုပ်နှံမှုတွေကိုကာကွယ်ဖို့အတွက်ဖြစ်ပါတယ်။တရုတ်နိုင်ငံရဲ့ရင်းနှီးမြှုပ်နှံမှုငွေတွေဟာအာဖရိကနိုင်ငံတွေကို ပြောင်းလဲသွားစေခဲ့တယ်ဆိုတာကတော့အမှန်တရားတစ်ခုဖြစ်ပါတယ်။ထုတ်လုပ်ရေးလုပ်ငန်းတွေကနေရတဲ့ငွေတွေနဲ့တရုတ်နိုင်ငံဟာဒီလောက်ထိကမ္ဘာစင်မြင့်ပေါ်မှာပါဝင်ပတ်သက်လာနိုင်ခဲ့ပါတယ်။ နိုင်ငံတချို့သာရှင်ပြိုင်နိုင်တဲ့ဩဇာလွှမ်းမိုးနိုင်မှုနဲ့မဟာမိတ်ဖွဲ့နိုင်မှုတွေကိုတရုတ်နိုင်ငံကစွမ်းဆောင်နိုင်ခဲ့ပါတယ်။အာဖရိကနိုင်ငံတွေကတရုတ်စီကနေအကျွေးယူနေရပါတယ်။၂025ခုနှစ်မှာဆိုရင်အာဖရိကနိုင်ငံတွေဟာတရုတ်နိုင်ငံစီကနေအကျွေးဒေါ်လာ150ဘီလီယံလောက်ယူထားတယ်လို့ဆိုပါတယ်။တရုတ်နိုင်ငံက BRICS အဖွဲ့ဝင်နိုင်ငံလည်းဖြစ်နေတဲ့အတွက်ဩဇာအာဏာပိုပြီးတော့ကြီးမားပါတယ်။ BRICS အဖွဲ့မှာဘရာဇီးရုရှားအိန္ဒိယတရုတ်နဲ့တောင်အာဖရိကနိုင်ငံတို့ပါဝင်ပါတယ်။ တရုတ်နိုင်ငံကစီးပွားရေးအင်အားနဲ့အနောက်အုပ်စုတွေလွှမ်းမိုးထားတဲ့ကမ္ဘာစီးပွားရေးစင်မြင့်ကိုတဖန်ပြန်လည်လွှမ်းမိုးနိုင်ဖို့လှုံ့ဆော်နေပါတယ်။ပြောရရင်တော့တရုတ်နိုင်ငံဟာအနာဂတ်ကမ္ဘာနိုင်ငံရေးနဲ့စီးပွားရေးကိုပုံဖော်နေတာဖြစ်ပါတယ်။ဒါပေမဲ့ဒါရီအားလုံးကထုတ်လုပ်ရေးလုပ်ငန်းတွေကနေရတဲ့ဝင်ငွေတွေကြောင့်သာဖြစ်လာရတာဖြစ်ပါတယ်။အခုတော့ထုတ်လုပ်ရေးကဏ္ဍမှာအဖက်ဖက်ကကြာဆင်းလာမှုတွေကြောင့်တရုတ်နိုင်ငံဟာကမ္ဘာအဆင့်လွှမ်းမိုးနိုင်စွမ်းကိုပါလက်လွတ်လာရပြီဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာစီးပွားရေးကြဆင်မှုနဲ့ပါရင်ဆိုင်လာရောက်ပွဲရှိနေပါတယ်။ဒီတော့တရုတ်ရဲ့စီးပွားရေးကိုဘယ်သူကများယူသွားပါသလဲ။ VNN, အိန္ဒိယ, Mexico စတဲ့တရုတ်နိုင်ငံတွေကတရုတ်စီးပွားရေးကိုခွဲဝေယူနေကြပါတယ်။အထွေထွေထုတ်ကုန်နဲ့လျှက်စစ်ကုန်ပစ္စည်းထုတ်လုပ်ရေးဈေးကွက်ကို VNN ကရရှိထားပါတယ်။2025ခုနှစ်မှာ VNN နိုင်ငံနိုင်ငံခြားချင်းနှိမ့်ညွှန်နယ်မှုဟာဒေါ်လာ10.68ဘီလီယံထိရှိခဲ့ပါတယ်။ဒါက2024ခုနှစ်ထက် 34.8%တုန်းပိုများလာတာပဲဖြစ်ပါတယ်။ကုမ္ပဏီတွေဟာလုံသားစင်းနှုန်းတက်တာမှုတွေတိုးတက်လာတဲ့အခြေခံအဆောက်အဦတွေဂုဏ်သိက္ခာရှိလာမှုတွေကြောင့်ထုတ်လုပ်ရေးလုပ်ငန်းတွေကို VN နိုင်ငံကိုပြောင်းရွှေ့လာကြပါတယ်။ဒိမဲ့အယုတ် ကုမ္ပဏီတစ်ခုဆိုရင်ဒေါ်လာ1.3ဘီလီယံတန်ဖိုးရှိတဲ့စက်ရုံတစ်ခုကို VN နိုင်ငံမှာစောက်လုပ်ခဲ့ပါတယ်။စက်ရုံကြောင့်အလုတ်ကိုင်းထောင်ပေါင်းများစွာပေါ်ထွက်လာသလို VN နိုင်ငံဟာလည်းထုတ်ကုန်ထုတ်လုပ်ရေးစင်မြင့်ပေါ်မှာနေရာရလာခဲ့ပါတယ်။ ဆိုလိုတာကဗီယက်နမ်နိုင်ငံကိုရေတိုအတွက်သာမကရေရှည်လက်တွဲရမယ်ထုတ်လုပ်သူနိုင်ငံတစ်ခုအဖြစ်ကုမ္ပဏီတွေကစိတ်ဝင်စားလာကြပြီဆိုတာပါပဲ Samsung, Intel နဲ့ LG လိုနီးပညာ Blue G တွေကလည်းဗီယက်နမ်နိုင်ငံမှာရင်းနှီးမြှုပ်နှံလာကြပါပြီဒီကုမ္ပဏီကြီးတွေကြောင့်ပဲဗီယက်နမ်နိုင်ငံဟာထုတ်လုပ်သူနိုင်ငံတနိုင်ငံအနေနဲ့စိတ်ချရတယ်ဆိုတာကိုကဘာကသိလာကြပါတယ် Nike, Adidas နဲ့ H&M လိုကုမ္ပဏီကြီးတွေကလည်းဗီယက်နမ်နိုင်ငံမှာအလုပ်လုပ်နေကြတာအချိန်ကြာနေခဲ့ပါပြီ။ ဒီကုမ္ပဏီတွေပြင် IKEA လို့ Ashley လို့ Prebog ကထုတ်လုပ်ရေးကုမ္ပဏီတွေကပါ VNN နိုင်ငံမှာရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်နေကြပါပြီ Microsoft နဲ့ Foxconn လို့ဤပညာကုမ္ပဏီတွေကလည်း VNN မှာရင်းနှီးမြှုပ်နှံနေကြပါပြီ VNN နိုင်ငံဟာဒီအတွက်ထုတ်လုပ်သူဈေးကွက်မှာနေရာရလာခဲ့ပါပြီ VNN ကတရုတ်ထက်ပိုဈေးသက်တမ်းအောင်နေမကပါဘူးပိုပြီးစမတ်ကြတယ်ပိုပြီးပြောင်းလဲပြင်လဲဖြစ်တယ်ပြီးတော့အနာဂတ်အတွက်လည်းပိုပြီးအဆင်သင့်ဖြစ်နေပါတယ် အိန္ဒိယနိုင်ငံကလည်းကမ္ဘာထုတ်လုပ်သူဈေးကွက်မှာနေရာတနေရာဝင်ယူလာပါတယ်။တက်တာတဲ့အလုံသမားကတွေနဲ့အစိုးရရဲ့ရင်းနှီးမြှုပ်နှံသူတွေကိုကြိုဆိုတဲ့ policy တွေကြောင့်ထုတ်လုပ်သူတွေကအိန္ဒိယနိုင်ငံကိုသဘောကျလာကြပါတယ်။ Apple ဆိုရင်တရုတ်နိုင်ငံမှာထုတ်လုပ်နေတာကနေအိန္ဒိယနိုင်ငံမှာပြောင်းလဲထုတ်လုပ်မှုတွေပြုလုပ်နေပါပြီ။ပြောင်းရွှေ့လိုက်တဲ့စက်ယုံတချို့လည်းရှိနေပါပြီ။ဒါတွေက Apple ဟာအိန္ဒိယနိုင်ငံမှာရေရှည်အတွက်ရင်းနှီးမြှုပ်နှံတော့မယ်ဆိုတာကိုဖော်ပြတဲ့အချက်တွေဖြစ်ကြပါတယ်။ Samsung ဟာလည်းအိန္ဒိယမှာရင်းနှီးမြှုပ်နှံထားပါဗျ။ပြည်တွင်းနဲ့နိုင်ငံတကာဈေးကွက်တွေလိုအပ်တဲ့ပစ္စည်းပေါင်းများစွာလက်ရှိထုတ်လုပ်ပေးနေပါဗျ။ Dell နဲ့ HP လိုကွန်ပျူတာကုမ္ပဏီတွေကလည်းအိန္ဒိယကိုစက်ယုံစက်ယုံတွေရွှေ့ပြောင်းနေခဲ့ပါဗျ။တရုတ်ပေါ်မှီခိုနေရတာတွေကိုရှော့ချနိုင်မှုအတွက်ဒီလိုပြောင်းရွှေ့ရင်းနှီးမြှုပ်နှံမှုတွေကိုပြုလုပ်နေတာဖြစ်ပါဗျ။မက္ကဆီကိုနိုင်ငံကလည်းနောက်ထပ်ထုတ်လုပ်ရေးဈေးကွက်မှာနေရာယူလာတဲ့နိုင်ငံတနိုင်ငံဖြစ်ပါဗျ။မက္ကဆီကိုဟာအမေရိကန်နဲ့နှီးစပ်တဲ့ပထဝီနိုင်ငံရေးအခြေအနေရှိပါတယ်။ ဒါကတရုတ်နိုင်ငံအနေနဲ့ရှင်းပြိုင်နိုင်မှာမဟုတ်တဲ့အချက်ပဲဖြစ်ပါတယ်။မက္ကဆီကိုကနေအမေရိကန်ကိုကုန်တင်ပို့ဖို့ဆိုရင်ရပ်ပိုင်းပဲကြာမြင်ပါတယ်။ဒါကမက္ကဆီကိုနိုင်ငံရဲ့အရေးပါရာချင်းရဲ့အဓိကအချက်တစ်ခုဖြစ်ပါတယ်။ပြီးတော့နိုင်ငံရဲ့စီမံခန့်ခွဲရေးစနစ်ဟာခိုင်မာပြီးသားဖြစ်ပါတယ်။မက္ကဆီကိုလုံသမားတွေကိုတနာရီဒေါ်လာ၄.၉သုံးကျားလောက်ပေးရခြင်းမှာတရုတ်လုံသမားတွေကိုတော့တနာရီ၆.၅၀ဒေါ်လာပေးရပါတယ်။ဒါပေမဲ့ကြီးမားတဲ့စီးပွားရေးလုပ်ငန်းတွေအတွက်ကတော့ လုံအားက44ရာခိုင်နှုန်းလောက်တောင်ပိုများနေတာဖြစ်ပါတယ်။နောက်တစ်ခုကတော့မက္ကဆီကိုလုံသားတွေဟာစွမ်းဆောင်ရည်ပြေဝပြီးတော့တေချာလေ့ကျင့်ပြီးသားပြေဝနေကြပါတယ်။နောက်တစ်ခုကတော့ American Canada Mexico တို့အကြားက free trade သဘောတူညီချက်ကြောင့်ဖြစ်ပါတယ်။ဆိုလိုတာကအကောက်ခွန်အများကြီးပေးစရာမလိုပါဘူး။လက်ရှိမှာတော့တရုတ်နိုင်ငံနဲ့ American ကြားမှာအကောက်ခွန်ကတော့မိုးထိုးနေပါတယ်။ဒီအတွက်ကုမ္ပဏီကြီးတွေကမက္ကဆီကိုနိုင်ငံကိုရွေးချယ်လာကြပါတယ်။ Tesla ကုမ္ပဏီဆိုရင်စက်ယုံထောင်မှုမက္ဆီကိုနိုင်ငံကိုရွေးချယ်ထားပါတယ်။ General Motor နဲ့ Ford လို့ Motor Car ကုမ္ပဏီကြီးတွေကလည်းမက္ဆီကိုနိုင်ငံမှာလုပ်ငန်းတွေထူထောင်ထားကြပါတယ်။ပြောရရင်တော့မက္ကဆီကိုဟာတရုတ်နိုင်ငံလက်ဟသွားတဲ့နေရာတွေမှာအစားတို့ဝင်ရောက်ဖို့အတွက်အသင့်ဖြစ်နေခဲ့ပါပြီ။ကမ္ဘာထုတ်လုပ်ရေးဈေးကွက်မှာမက္ကဆီကိုနိုင်ငံရဲ့နေရာယူလာမှုကိုငြင်းဆန်လို့မရနိုင်တော့ပါဘူး။ဒါ့အပြင်အရှေ့တောင်အာရှရဲ့ဒုတိယစီးပွားရေးအင်အားကြီးနိုင်ငံဖြစ်တဲ့ထိုင်းနိုင်ငံလည်းရှိပါသေးတယ်။ ကမ္ဘာထုတ်လွှင့်ရေးလုပ်ငန်းတွေဟာထိုင်းနိုင်ငံကိုမျက်စိကျလာနေကြပါတယ်။2019ခုနှစ်မှာ Sony ဟာဖုန်းဆက်ယုံတစ်ခုကိုတရုတ်နိုင်ငံမှာပိတ်သိမ်းခဲ့ပြီးတော့ထိုင်းနိုင်ငံမှာပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါတယ်။ဒါအပြင် Sharp Company ကလည်း printer ထုတ်လုပ်မှုတွေကို ထိုင်းနိုင်ငံစီကိုပြောင်းရွှေ့ခဲ့ပါတယ်။တရုတ်ကုမ္ပဏီအချို့ကတော့ကုန်ကြစရိတ်သက်သာတဲ့ထိုင်းနိုင်ငံမှာထုတ်လုပ်ရေးလုပ်ငန်းတွေလုပ်ကိုင်ကြပါတယ်။ထုတ်လုပ်သူဈေးကွက်မှာတော့ထိုင်းနိုင်ငံဟာလည်းခြေကုပ်တစ်ခုကိုရယူထားနိုင်နေပါပြီ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်းနောက်ထပ်ထုတ်လုပ်သူနိုင်ငံတစ်ခုဖြစ်လာဖို့ကြိုးစားနေပါတယ်။အထူးကားကတော့အဝိထယ်ထုတ်လုပ်တက်ဆင်ရေးအပိုင်းတွေမှာပဲဖြစ်ပါတယ်။အဝိထယ်ထုတ်လုပ်မှုဟာနိုင်ငံရဲ့ပြည်ပပို့ကုန်80ရာခိုင်နှုန်းလောက်ထိရှိခဲ့ပြီးတော့2025ခုနှစ်မှာ49ဘီလီယံလောက်တန်ကျေရှိခဲ့ပါတယ်။လက်ရှိမှာတော့တရုတ်နိုင်ငံပြီးရင်အဝိထယ်ထုတ်လုပ်မှုမှာဘင်္ဂလားဒေ့ရှ်ကဒုတိယလိုက်ပါတယ်။နိုင်ငံတွေကဆက်ယုံအလုပ်ယုံတွေအပြိုင်ဆိုင်တည်ဆောက်နေကြပါတယ်။လောက်အားကတွေကိုလည်းတက်နိုင်သမျှ short ပေါ်ယူနေကြသလို အစိုးရတွေကလည်းအခွန်အခတွေလျှော့ပေးနေကြပါတယ်။ဒါတွေကတရုတ်နိုင်ငံအတွက်တော့ကြီးမားတဲ့ရှင်ပြိုင်မှုတွေဖြစ်ပါတယ်။တရုတ်နိုင်ငံကတော့ AI နီးပညာအပေါ်မှာအာရုံစိုက်နေပါတယ်။ပြီးတော့စက်ရုပ်တွေအာကာသနီးပညာတွေအပေါ်လည်းအာရုံစိုက်နေပါတယ်။သူတို့အာရုံစိုက်နေတာကအနာဂတ်မှာနေရာယူလာမယ့်အရေးပါလာမယ့်ထုတ်လုပ်ရေးလုပ်ငန်းတွေအတွက်ဖြစ်ပါတယ်။တရုတ်နိုင်ငံတိုးတက်လာမှုနဲ့အတူလောင်စာဆီသုံးစွဲမှုများပြားလာတာတွေကဘာကြီးပုံလေးလာတာတွေ ကာဗွန်အငြိကြေးထုတ်လုပ်မှုများလာတာတွေဖြစ်လာခဲ့ပါတယ်။ထုတ်ကုန်လုပ်ငန်းတွေတည်းပြိုင်ဆိုင်မှုတွေကတော့ညားနေသေးပဲဖြစ်မှာပါ။အနာဂတ်မှာတော့ကုန်ကြမ်းစည်းတွေကိုထမ့်တွက်တော့ပဲနဲ့ရေရှည်ခံမှုတွေအသုံးဝင်မှုတွေပြောင်းလဲလွှဲတာတွေကိုဦးစားပေးလာနိုင်ခြင်းရှိနေပါတယ်။ VNN, Mexico, India စတဲ့နိုင်ငံတွေဟာကမ္ဘာထုတ်လုပ်ရေးစင်မြင့်ပေါ်မှာနေရာယူလာမှာကိုလည်းကျွန်တော်တို့မြင်ကြရပါအောင်မယ်။တစ်ချိန်တည်းမှာပဲတရုတ်နိုင်ငံရဲ့အဆင့်မြင့်နီးပညာသုံးစက်ရုံတွေပေါ်ထွက်လာတာကိုလည်းမြင်ရဖို့ရှိနေပါတယ်။ ်အခုလက်ရှိထုတ်လုပ်ရေးပဋိပက္ခဟာပြဿနာတရက်ဆိုတာထက်အခွင့်အရေးတစ်ခုဖြစ်နေပါတယ်ကဘာကြီးမှာပို့ပြီးတည်ငြိမ်ပြီးတော့မျှတတဲ့ထုတ်လုပ်ရေးလုပ်ငန်းတွေထွက်ပေါ်လာမှာလားတရုတ်နိုင်ငံရဲ့ကမ္ဘာအကြီးဆုံးထုတ်လုပ်သူနိုင်ငံဆိုတဲ့ဘွယ်တုကိုဘယ်နိုင်ငံကများသိမ့်ပိုက်သွားမလဲအနာဂတ်ကိုဘသူတွေကများဆုံးဖြတ်နိုင်မလဲဆိုတာတွေကိုတော့မိတ်ဆွေကိုယ်တိုင်စဉ်းစားကြည့်လိုက်ပါတွေးမိတာရှိရင်ကွန်မန့်မှာရေးပေးသွားလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ